ဝလင်းကကောင်းပြီမင်းရဲ့စိန်ခေါ်မှုကိုလက်ခံကြောင်းပြောလိုက်တော့လီယွန်ဖုန်းနဲ့ဘလူးနဲ့ဆိုပိုးဘေးကိုတက်လိုက်တဲ့လူလို့မပြောရဘူးများများတင်ကြပေးပါအောင်တိုက်ခိုက်တဲ့အခါကျရင်ညီနောင်ကျန်းကကျုပ်ရဲ့အဆင့်တန်းကြောင့်စိုးရိမ်စရာမလိုပါဘူးဆိုပြီးခြံဖုံးစကားများနေချိန်မှာပဲကောင်းကင်ဘုံသားနဲ့ခုတ်ပိုင်ပေးလိုက်ပါတယ် လက်ဗလာနဲ့ဟန်တာလိုက်နိုင်ပေမဲ့ခြံဖုံးတယောက်အနောက်ဆုတ်သွားရပြီးဝိဇ္ဇနဲ့ရဲ့ဒနာမန်းတိလိုက်တော့ဝန်လင်းဘက်ကအထူးအဆွမ်းစားကိုတောင်ထုတ်သုံးလာပြီးဆိုမှတော့သူ့ဘက်ကလည်းထုတ်ပြရသေးတာပေါ့ဆိုပြီးစကားဆက်များနေချိန်မှာပဲဝန်လင်းဘက်ကဝိညာဉ်တန်းတစ်ထောင်လံကိုခက်မြမြန်ထုတ်ဖော်လိုက်ပြီးဝါမျိုးခိုင်းလိုက်ပြန်ပါတယ်။ကျန်းနူကသူစကားပြောနေတာကိုမဆောင်ပဲကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ခြံဖုံးကယုံမာလိုက်တာဆိုပြီးတွေးမိနေပေမဲ့ဘိုးဘေးကတော့ကျန်းနူကဝိညာဉ်တန်းစင်ကိုင်းရဲ့အနှစ်သာရကိုနားလဲတယ်မတိုက်ခိုက်ရင်လည်းမတိုက်ခိုက်ဘူး။ တိုက်ခိုက်ပြီဆိုရင်လည်းလက်ဦးမှုရယူတတ်တယ်ဆိုပြီးသဘောကျချင်နေပါတယ်။ချန်ဖုန်းဘက်ကတံပြန်တိုက်စစ်ပြုလုပ်ဖို့ကျူးချွဲလောင်းလျရဲ့ဝိဇ္ဇာနဲ့ယတနာဖြစ်ပြီးအလွန်စွမ်းထက်လွန်းတဲ့ကျူးချွဲလွန်မှုထုတ်သုံးလိုက်တာမြင်တော့ဝက်လင်းဘက်ကလည်းဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ဝင်းရံပိတ်ဆို့ထားတဲ့ဝိညာဉ်တွေကိုဖောက်ခွဲပစ်ပေးလိုက်ပါတော့တယ်။ကျူးချွဲနေတဲ့အစီရင်နဲ့အချိန်မီကာကွယ်ထားနိုင်လိုက်လို့ချန်ဖုန်းတယောက်အပေါ်ရန်တန်ရာလောက်သာအသေးစားရရှိသွားခဲ့တာဖြစ်ပြီးဝက်လင်းကဝိညာဉ်အလံပြန်သိမ်းလိုက်ပြီးဘိုးဘေးရှိရာစီရောက်သွားနိုင်လိုက်ပါတယ်။ ဝိညာဉ်ခွဲလန်ကနေစိတ်ဝိညာဉ်တွေဖောက်ခွဲမိလိုက်လို့နောက်တစ်ကြိမ်အခွင့်ရရရင်ပြန်ဖြစ်ပေးထားပါမယ်ဆိုပြီးဘိုးဘေးသွန့်ထန်းကိုဂရီးပေးလိုက်ရတဲ့အချိန်ညီနောင်ကျန်းတော်တော်ကောင်းတဲ့လက်ချက်ပဲငါကတော့အတွေ့အကြုံရသွားပြီဆိုကချန်ဖုံးစကားလာများနေပြန်လို့နားကြီးလာတဲ့ဘိုးဘေးလည်းအပိုးစကားတွေအများများလာပဲဆိုပြီးလှည့်ထွက်သွားကြပါတော့တယ်ထွက်သွားတဲ့အချိန်မှာဝလင်းကနေရာတစ်ခုစီတစ်ချက်လန်းကြည့်သွားခဲ့ပြီးဘသူမှမရှိတဲ့အခါကျမှအနီရောင်လိပ်ပြာထွက်လာခဲ့စမ်းဆိုပြီးချန်ဖုံးကဒေါသထွက်စွာလန်းခေါ်လိုက်ပါတယ် ကုံဆုံးသွားတဲ့ဝိညာဉ်ဆွမ်းအားတွေကိုကျင့်ကြံခြင်းလူသားမိဖို့စီကနေထုတ်ယူဖြည့်တင်းနေခဲ့တယ်လို့ဒံယာရနေတဲ့လက်ကိုလည်းတွေးတိတ်သွားအောင်ရှာနေရက်ခိုင်းလိုက်ပါသေးတယ်။ထိခိုက်အောင်လုပ်သွားလို့အရန်တော်သားထွက်နေရပြီးဆရာဖြစ်သူဟာဝက်လင်းနေပေကိုရှုမင်းနဲ့လူယူခိုင်းထားပေမဲ့နောက်ဆုံးချိန်ကျရင်ဝက်လင်းနေပေရောရှုမင်းနေပေရောကသူ့အပိုင်ဖြစ်လာရလိမ့်မယ်ဆိုပြီးတိတ်တဆိတ်ကြုံဝါနေပါတော့တယ်။ ဝိညာဉ်တန်းတစ်ထောင်လံကကျူးချွဲကြို့တစ်ခုလုံးမှာအစွမ်းထက်ရတနာဖြစ်နေပေမဲ့ဆရာဖြစ်သူကျူးချွဲလောင်းလျာကလူယူဖို့အစီအစဉ်ဆွေးနေပြီဖြစ်တာကြောင့်ပိုင်ရှင်ပြောင်းလဲသွားရတော့မယ်ဆိုပြီးချန်ဖုန်းကစိတ်မကောင်းသလိုရေရွမိလိုက်ပါတယ်။ဂိုင်းစီပြန်ရောက်တဲ့အခါဝိဇ္ဇနဲ့ကြောက်စိမ့်တွေအကုန်ထုတ်ပေးလိုက်ပြီးတရေသားပြောင်းလဲခြင်းအဆင့်ရောက်အောင်စိတ်အေးလက်အေးဂူအောင်ကြင်ကြံဂိုင်းထားလိုက်ကဘိုးဘေးကအပြင်ထွက်ကာကွယ်ပေးမှဖြစ်ကြောင်းဆိုပါတယ်။ ဘိုးဘေးအသက်ရှင်နေသေးတည်း၍ဝန်လင်းရဲ့ကြင်ကြံမှုလမ်းစဉ်ကိုဘယ်သူမှနှောက်ယှက်နိုင်မှာမဟုတ်ပဲဘိုးဘေးပြန်လို့ခြင်းတဲ့တခုတည်းသောအရာကပေးထားတဲ့ဂတိကိုဝန်လင်းအမြဲတမ်းတရိယာပေးနေဖို့ဖြစ်လို့အချိန်ရှိတုန်းလေးကြင်ကြံမှုကိုချက်ချင်းပြုလုပ်လိုက်ပါတယ်တတိသားပြောင်းလဲခြင်းကိုရောက်ဖို့အစဉ်သုံးစဉ်ကြော်ဖြတ်ဖို့လိုအပ်ပြီးပထမဆုံးအဆင့်ကတော့တေမျိုးအမြင့်ကိုဖယ်ရှားပြရတာဖြစ်ပါတယ်ကောင်းကင်ဘုံနဲ့မြေမပျက်စီးခင်ချိန်တုန်းကကြင်ကြံသူတွေဟာအဲ့ဒီနေရာမှာရှိတဲ့ဝိညာဉ်တန်ဆင်ရေကန်တွင်းမှာရေဝင်စိမ့်လိုက်ယုံတာဖြစ်ပြီးအခုချိန်မှာတော့ တေမျိုးမြစ်ဖယ်ရှားနိုင်ဖို့ဝိဇ္ဇနဲ့စွမ်းအင်တွေအများပြအသုံးပြုနေရပါတယ်တိမျိုးမြစ်ဖယ်ရှားလိုက်တဲ့အခါမူလစိတ်ဝိညာဉ်အပြင်ထွက်လာပြီးဒုတိယအဆင့်ကတော့ခန္ဓာတစ်ခုလုံးမှာရှိတဲ့အယိုးနဲ့ကြွက်သားတွေကိုဝိဇ္ဇာနဲ့စွမ်းအင်တွေနဲ့အတိတ်တဖန်ပြန်လဲတိဆောက်ရသလိုဒီလိုပြုလုပ်နေတဲ့အချိန်တွင်းမှာအယိုးကိုတိုက်စားပြီးနှလုံးသားကိုထိုးဖောက်နေသလိုမျိုးနာကျင်မှုဝေဒနာကိုအပြင်းထန်ခံစားနေရပါတော့တယ် ဒုတိယအဆင့်အောင်မြင်ပြီးတဲ့အခါခန္ဓာကိုယ်တစ်ခုလုံးမှာဝိဇ္ဇာနဲ့စွမ်းအင်တွေလှည့်ပစီးဆင်းနေပြီဖြစ်တယ်လို့နောက်ဆုံးအဆင့်ကတော့မူလစိတ်ဝိညာဉ်ကိုပြန်လည်စုစည်းရတာဖြစ်တဲ့အပြင်ပုံရိပ်ရောင်တစ်ခုကိုအစစ်အမှန်ဖြစ်လာစေပြီးအဆိုင်ခဲတစ်ခုလိုမျိုးတိတ်တီးပြီးသွားချိန်ကြရင်ရုပ်ခန္ဓာနဲ့တသားတည်းဖြစ်လာမှာပါအဲ့ဒီအခြေအနေကိုရောက်ရင်တော့တရီသားပြောင်းလဲခြင်းအဆင့်ကိုအောင်မြင်စွာရောက်ရှိသွားမှာဖြစ်တယ်လို့သားရဲတွေကိုဆွဲဆောင်စေတဲ့အမွေးရင်းနဲ့တစ်မျိုးကိုလည်းသူ့အလိုလိုထုတ်လွှတ်လာမှာဖြစ်ပါတယ် ဝဲလင်းခန္ဓာကိုယ်ဟာဇော်ဂျီဖိုးဝင်သားလိုမျိုးစားကျင်ပွေနှံဖြစ်နေလို့တားရဲများစွာရောက်ရှိလာတဲ့အခါဘိုးဘေးကအပြင်ဘက်ကအရာအလုံးကိုကိုယ်တိုင်ဖြည့်ရှင်းပေးထားမှဖြစ်လို့မူလစိတ်ဝိညာဉ်ပေါင်းဆက်တဲ့အဆင့်ကိုသာစိတ်နှစ်လုံးဆောင်ခိုင်းထားလိုက်ပါတယ်။တကယ်လို့စိတ်ပြည့်လွင့်သွားခဲ့ရင်ကြိုးစားထားသမျှအရာအလုံးတဲတဲ့ရည်တုံဖြစ်သွားနိုင်ပြီးဝဲလင်းတယောက်စိတ်နှစ်လုံးဆောင်နေတဲ့အချိန်အပြင်ဘက်မှာလည်းအဆင့်မြင့်သားရဲတွေနဲ့ဝိညာဉ်ပေါင်းများစွာကအပြင်းထန်တိုက်ပွဲဖြစ်နေကြသလိုတေဆုံးသူတွေအများကြီးရှိနေလို့နဆိုးဝိညာဉ်တွေကိုအင်အားပိုကြီးလာစေနိုင်တယ်ဆိုပြီးဘိုးဘေးကစိတ်ကျဉ်နေနေပါတယ်။ ယုံရင်ဆန့်ခက်အခြေအနေကြီးတဲ့ကြားဖြူကြီးတကောင်ကဝိညာဉ်တွေကိုဖျက်ဆီးပစ်ပြီးဝန်လင်းရှိတဲ့နေရာစီကိုအမြန်ပြေးသွားတာမြင်လိုက်ရတဲ့အတွက်ဘိုးဘေးကလက်တင်ကေရာတွေနဲ့ပိတ်ဆို့တားဆီးထားလိုက်တဲ့အချိန်ကျန်တဲ့တကောင်ကအခွင့်အရေးကိုအသုံးချပြီးအလင်းငိုက်ပြေးဝင်သွားပြန်ပါတယ် ဒီအချိန်မှာပဲစိတ်ဝိညာဉ်တန်းတစ်ထောင်လန်တဲ့ကနောက်ဆုံးသောမူလဝိညာဉ်တစ်ဖြစ်လေဘိုးဘေးတွန့်ထန်ရဲ့ဆရာတူအကိုဖြစ်သူကဒီခက်ခဲကိုဖြေရှင်းပေးသွားခဲ့တာကြောင့်ဘိုးဘေးလည်းဆရာတူအကိုဖြစ်သူနဲ့တိုက်ပွဲကိုတစ်ချက်လန်းကြီးလိုက်ပြီးကျန်းနုကိုဝိညာဉ်လန်းပေးလိုက်ပေမဲ့သူတို့စိတ်ဝိညာဉ်တန်းစင်ကိုင်းကြီးကိုတော့ဆက်လက်ကကွယ်နိုင်မှာမဟုတ်တော့ဘူးဆိုပြီးရေရွမိလိုက်ပါတော့တယ် ဒါပေမဲ့ဝင်လင်းအောင်မြင်သွားတဲ့အခါသူ့ဘယ်နေရာကိုပဲထွက်သွားပါစေကောင်းမွန်တဲ့နေရာတစ်တခုမှစိတ်ဝိညာဉ်တန့်စင်ကိုင်းကြီးကနောက်တစ်ကြိမ်ပြန်ရှင်တန်လာနိုင်တယ်ဆိုပြီးတေးချင်းရှင်ချင်းတိုက်ပွဲကြီးထဲမှာဝိညာဉ်ဝဲကရဲ့ကြီးကိုဖန်တီးပြစ်လိုက်ပါတော့တယ်ဒီတိုက်ပွဲတဲကနေဘိုးဘေးလဲတေးချင်းရှင်ချင်းသဘောတရားကိုအနေငယ်နားလဲသွားခဲ့ပြီးမိုးမြင့်တစုံထာဝရအသက်ရှင်နေဖို့ကိုမမျှော်လင့်ထားခဲ့ပေမဲ့တေးရမယ့်အချိန်ကြာရင်တော့တံပိုးရှိရှိတေးပြစ်လိုက်ချင်တယ်ဆိုကဂိုင်းအတွက်အသက်ပေးဆက်သွားကြတဲ့ဆရာတူဘိုးဘေးများစွာကိုပြန်လဲတရီရလာမိပါတယ် ဒါကြောင့်သူတည်သွားတဲ့အခါကျရင်နတ်ဖျားအသိစိတ်ကိုဖျက်ပစ်ပြီးဝိညာဉ်လန်တော်ကြီးရဲ့မူလဝိညာဉ်ဖြစ်လာခြင်းနဲ့ဆိုကားတားရဲကောင်တွေအကုန်လုံးကိုချက်ချင်းတပစ်ပေးလိုက်တယ်လို့ဆရာတို့အကိုဖြစ်သူနဲ့လည်းတိတ်မကြခင်လာတွေးပေးပါမယ်ဆိုပြီးဂုံယူစွာရေရွတ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းဝိဇ္ဇာနဲ့ကျွင်းကျန်တွေကဘိုးဘေးဝိညာဉ်မျိုးစေ့ကိုဖန်တီးပြုလုပ်နေကြပြီးလက်ခံကောက်လိုအပ်လာတဲ့အခါဝဲကြီးရဲ့ထဲကနေအကောင့်တစ်ခုကိုထုတ်ယူလိုက်ကြပါတယ်။ အထဲမှာပါရှိနေသူကဘလူးနဲ့ဆိုမျိုးနွယ်ဝင်ဖြစ်ပြီးဒီအလောင်းကောင်ကိုရရှိဖို့ရှီရင်ကိုင်းကနေဘိုးဘေးအဆောင်ကိုအသုံးပြုပြီးလဲလဲဝဲယူလာကြတာဖြစ်တယ်လို့အခုချိန်မှာလည်းနှစ်ပေါင်းတထောင်ကျင့်ကြံထားတဲ့ဘိုးဘေးဝိညာဉ်မျိုးစေ့ကိုခန္ဓာကိုယ်ထဲပြည့်သွင်းပေးလိုက်ကြပါတယ်။ဘိုးဘေးတစ်ပင်ကြီးထွားလာပြီးအရက်လေးမျက်နှာစလုံးကနေပြန်လဲဝင်စားခြင်းတစ်ပင်လေးပင်အစဉ်ပြေပြေပေါက်ပွားလာနိုင်မယ်ဆိုရင်တော့တိရဆေရအကျော်မော်လေးဥကိုပေါက်ပွားလာစေနိုင်မှာဖြစ်လို့အဲ့ဒီအချိန်ကိုရောက်ရင်ကျူးချွဲတိုင်းပြည်ဘက်ကလုံးဝအေးနှိမ့်သွားနိုင်တယ်ဆိုပြီးအကြီးကဲဖြစ်သူကဂျင်းနဲ့စော်ပြောဆိုလိုက်ပါတယ် ကျူးချွဲလောင်းလျာကစိတ်ဝိညာဉ်တန့်စင်ကိုင်းကိုတွားပြီးဝိညာဉ်တန်းတထောင်လန်ကိုတွားရောက်လူယူဖို့စူးစမ်းနေတယ်ဆိုပြီးလက်အောက်ငယ်သားတယောက်ကသူတို့ကိစ္စအောင်မြင်ဖို့ကိုသတိပို့ထားတဲ့ကြောင့်လာရောက်ရှောက်တင်နေတဲ့အချိန်မှာပဲကျူးချွဲလောင်းလျာကဘိုးဘေးသွန့်ထန်ရှေးမောက်ကိုစိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ။ခြေတစ်ချက်ဖနှင်းလိုက်တာနဲ့ဂိုင်းကာကွယ်ပျက်စီးသွားရပြီးတာမန်တပည့်တို့လည်းရိန်ထိုးသွားကြရတဲ့အတွက်ဘိုးဘေးလည်းအယံတော်သားထွက်သွားရပါတယ်။ ကျူးချွေကြကြီး NDA ဖြစ်နေတဲ့အချိန်ကျရင်စိတ်ဝိညာဉ်တန့်စင်ကိုင်းဘက်ကနေဝိညာဉ်တန်တထောင်လန်းကိုထုံငါပေးရမယ်ဆိုပြီးဟိုးအရင်တုန်းကဘိုးဘေးချင်းချင်းဂရိကဝတ်ပြုထားကြကြောင်းကျူးချွေလောင်းလျာကအခြေမြင့်မရှိပြောလာတဲ့အပြင်ဒီနေ့ကအချိန်ကျရောက်ပြီဖြစ်တာကြောင့်ဝိညာဉ်လန်းထုတ်ပေးခိုင်းလာပါတယ်ဘိုးဘေးတွန့်ထန်းကဒီလိုဂရိပြုထားဖူးတာကိုတခါမှမကြားဘူးတဲ့အတွက်ဝိညာဉ်လန်းကိုခိုးယူခြင်းလို့မဟုတ်ဘူးလားကျူးချွေတခိုးကြီးဆိုပြီးလောင်းပြောင်းသမုတ်လိုက်ပါတယ် ဒါအပြင်သူတို့ဂိုင်းကြီးအခုလိုပျက်စီးလာခြင်းကကျူးချွတ်ဆက်ဆက်ကြောင်းဖြစ်တယ်လို့အခုချိန်မှလည်းအာနာတီမြဲဖို့အတွက်နောက်ဆုံးရတနာကိုတောင်းထပ်ပေးလိုက်ရအောင်မလားဆိုပြီးဘိုးဘေးသွန့်ထန်းကလုံးဝထုတ်မပေးနိုင်တဲ့အကြောင်းပြက်ပြက်သားသားညင်းဆိုလိုက်ပါတယ်။ဒီစကားကြတော့ကျူးချွတ်ချိုကြီးအန်ဒီရဲ့ကြားရောက်နေချိန်မှာသူတို့အကုန်လုံးစီလုံးတင်တာဖြစ်လို့အခုလိုမိုင်မဲမနေပဲချက်ချင်းထုတ်ပေးလိုက်ဆန်းဆိုပြီးကျူးချွတ်မင်းကချေတောက်ကြီးနဲ့ဖိအိုက်ချလာတာကြောင့်ဂိုင်းသားတွေလည်းတဆွမ်းတလောက်ခုခံတာစီးနေကြရပါတယ်။ ဝိညာဉ်တန်းတစ်ထောင်လန်းဆိုတာဂိုင်းဆောင်ရတနာဖြစ်တဲ့အတွက်တင်းအောင်ထုတ်ပေးမှမဟုတ်ပဲနဆိုးဝိညာဉ်တွေနဲ့ကျူးချွတ်တိုက်ခိုက်မှုကြီးကိုဖောက်ခွဲဖြက်စီးပစ်လိုက်တဲ့နောက်ကျူးချွတ်လောင်းလျာကမင်းတို့ဘိုးဘေးကိုစားငါကိုယ်တိုင်စုံမပေးရသေးတာပေါ့ဆိုပြီးကျူးချွတ်မြင့်မြင့်မီလျံကြီးကိုထုတ်ဖို့တိုက်ခိုက်လာပါတော့တယ် ဂိုင်းတစ်ခုလုံးကိုတန့်စင်ဂိုင်းလိုက်တဲ့အခါဘိုးဘေးဘက်ကလည်းမီတောက်မီလျံတွေကိုတားဆီးကာကွယ်ထားလိုက်ပေမဲ့ဝိညာဉ်လန်တော်ကဘိုးဘေးတယောက်ကိုလုံကျုံအောင်ကာကွယ်ပေးထားနိုင်ပေမဲ့တကိုင်းလုံးကိုကာကွယ်ပေးထားနိုင်ခြင်းမရှိလို့တောင်းထွတ်တိုင်းပြက်စီးကုန်တယ်လို့တပည့်တွေနဲ့အကြီးအကဲတချို့လည်းချက်ချင်းတည်ဆုံသွားကြရပါတယ် စိတ်ဝိညာဉ်တန့်စင်ကိုင်းကြီးဟာဘိုးဘေးတွန့်ထက်လက်ထက်မှာမီးလောင်ပျက်စီးသွားရပေမဲ့တကယ်တရားခံကတော့ဆက်လေးဆက်မြောက်ကျူးချွဲလောင်းလျာကြောင်းဖြစ်ပြီးဝိညာဉ်အလံတော်ရှိနေသေးရင်ဂိုင်းပြန်ဖြစ်လာနိုင်တာမို့ဝိညာဉ်တန်းတစ်ထောင်လံကိုကောင်းကောင်းထိမ့်သိမ်းထားရမယ်ဆိုပြီးနောက်ဆုံးကျန်တဲ့တတန်းကိုလောင်ကျွမ်းပစ်လိုက်ပါတော့တယ်အတီးတီထွက်ပေါ်လာကြတဲ့မူလဝိညာဉ်၁၂ခုကိုပေါင်းစည်းပြစ်လိုက်တဲ့နောက်ဝိညာဉ်တစ်ခုကိုဗဟုပြုပြီးမဟာပေါင်းဆက်ခြင်းအတက်ကိုထုတ်သုံးပြစ်လိုက်တဲ့အခါမိုးတိမ်အတွင်ပြောင်းခန္ဓာတစ်ဖြစ်လဲအာနာတက်ခြင်းနောက်ဆုံးအဆင့်ဖြစ်တဲ့စိတ်ဝိညာဉ်ခန္ဓာကိုကြီးကဒါတစ်ချက်ခုပိုင်းလာပါတယ် ကျူးချွဲလောင်းလျာကဒီလိုဖြစ်လာအောင်မင်းဘက်ကဖိအားပေးလိုက်တာဆိုပြီးကျူးချွဲစမ်းချက်တစ်စိမ့်နဲ့ဖိနှိပ်ထားပစ်လိုက်တဲ့အပြင်ဝိညာဉ်လန်ထုတ်ပေးဖို့နောက်ဆုံးတစ်ကြိမ်ဖိအားပေးပစ်လိုက်တယ်လို့ဒီအတိုင်းဆက်ခေါင်းမှနေရင်ကာကွယ်ပေးခြင်းသူတွေကိုလက်လွတ်ဆုံးရှုံးရလိမ့်မယ်ဆိုပြီးဂိုင်းသားတွေရဲ့အသက်နဲ့ပါချိန်ချောက်လာခဲ့ပါတယ်။ကျင့်ကြံခြင်းမဟာမိတ်ကပေးသနာထားတဲ့အစွမ်းထက်ရဲ့ဒနာကိုမျိုးနွယ်စုအချင်းချင်းထုတ်သုံးဖို့ကြိုးစားလာပြီဖြစ်လို့အခြေအနေမကောင်းတဲ့ဘိုးဘေးလည်းဝက်လင်းတည်တာပြောင်းလဲခြင်းအဆင့်ရောက်တဲ့အထိအချိန်ဆက်ဆွဲပေးထားလိုက်ပါတယ်။ ဒါပေမဲ့လည်းကျင့်ကြံမဟာမိတ်ရဲ့အစွမ်းထက်ရတနာဖြစ်နေလို့စိတ်ဝိညာဉ်ခန္ဓာကိုယ်ကြီးကချက်ချင်းပြည့်စည်သွားခဲ့ရပြီးလက်လုံရှာမှုလေးတစ်ခုအောက်မှာအတားဆီးကာကွယ်ကြီးလည်းပေါက်ကွဲပြည့်စည်သွားခဲ့ရပါတော့တယ်။မြင်ကွင်းတွေပြန်လဲရှင်းလင်းလာချိန်မှာတော့ဝန်လင်းကျင့်ကြံနေတဲ့ဂူအိန်တော်တစ်ခုလုံးပြိုလဲပြည့်စည်နေခဲ့တာကြောင့်ဘိုးဘေးလည်းနောက်ဆုံးမျှော်လင့်ချက်လေးနဲ့အတူအရာအလုံးပြည့်စည်သွားခဲ့ရပြီဆိုပြီးသူ့ကိုယ်သူတောင်စိုးရိမ်နိုင်ခြင်းမရှိတော့ပါဘူး။ မျိုးဆက်သစ်ဆက်ခံသူမျောလင်းချက်အိမ်မက်နေထိုင်ရာပတ်ဝန်းကျင်အရာအလုံးဟာမီးလောင်ပြင်ကြီးအောက်မှာပြားမုံတွေဖြစ်သွားခဲ့ရတဲ့အတွက်ဘိုးဘေးလည်းမခံမရက်နိုင်ဖြစ်သွားရပြီးသွေးတွေအန်ထုတ်လိုက်ရတဲ့အထိဒဏ်ရာပြင်းထန်နေရပါတော့တယ်။ဒါတွေအလုံးဟာကျူးချွလောင်းလျဆိုတဲ့ငါကိုအာခံကျင်လို့ဖြစ်လာရတာဆိုပြီးအတိတရားရှိလာအောင်ပြောလိုက်တဲ့အပြင်ဝိညာဉ်လန်တော်ရရှိလာဖို့ဘိုးဘေးသွန့်ထန်းကိုပါတက်ပြဖို့အထီးဆုံးဖြစ်လိုက်ပါပြီ။ ဘိုးဘေးကတော့သူ့ပိုင်ဆိုင်တဲ့အရာတွေကိုအစိမ့်လိုက်ဖြစ်စီပစ်ခဲ့လို့ဒီနေရာကနေအကောင်းတိုင်းထွက်သွားဖို့မစင်စားဆန်းနဲ့ဆိုပြီးတတန်အားလုံးကိုရစ်ပူစော်ပစ်လိုက်တယ်လို့ဒီလိုပေးဆက်ခြင်းအပြင်ရွှေဝိညာဉ်မြစ်သုံးခုပါတဲ့လေးယောက်မြောက်ဘိုးဘေးကိုပြန်လဲဆင့်ခေါ်ပစ်လိုက်နိုင်ပါတယ်။လေးယောက်မြောက်ဘိုးဘေးဟာရှားပါတဲ့ရွှေဝိညာဉ်မြစ်သုံးခုပိုင်ဆိုင်ထားပြီးအသက်ရှင်တဲ့အချိန်တုန်းကလည်းရန်ထူးချွန်ထမြက်ခဲ့တဲ့အပြင်အာနာတက်ချင်းနောင်ပိုင်းအဆင့်ကိုချိန်ချောက်ပစ်နိုင်လောက်တဲ့အထိပြိုင်ဘက်ကင်းကျင်ကြံသူဖြစ်ခဲ့ပူပါတယ်။ ်စစ်ထုနံကိုကူညီတိုက်ခိုက်ပေးရင်မူလစိတ်ဝိညာဉ်ဖြစ်သွားခဲ့ရတာဖြစ်ပြီးအခုချိန်မှာတော့နောက်တစ်ကြိမ်ပြန်ထွက်ပေါ်လာခဲ့တယ်လို့အရာအလုံးကိုပေးဆက်ထားတဲ့ဘိုးဘေးတွန့်ထန်ကမူလစိတ်ဝိညာဉ်ကိုထိခိုက်စေနိုင်တဲ့အရင်းမြစ်တာတစ်ချောင်းနဲ့အပြင်းထန်တိုက်ခိုက်ပါတော့တယ်အကာအကွယ်တွေအထက်ထက်ဆင့်ထားလိုက်ပေမဲ့အကုန်ဖြစ်စည်းခံလိုက်ရတဲ့အပြင်တွားရလန့်တစ်လျှောက်မှလည်းဝိညာဉ်တွေကိုဇက်တိုက်ဝါမျိုးဖြစ်ပြီးလိမြန်တဲ့အချိန်နှုန်းနဲ့ကျူးချွဲလောင်းလျစီပြေးဝင်သွားတဲ့အချိန်မှာတော့ရှောင်းတိန်နိုင်ဆွဲမရှိတော့ပဲလက်တံရရရှိသွားစေခဲ့ပါတယ် ရွှေဝိညာဉ်သုံးခုကအယံဆွန့်ထက်တဲ့အပြင်အယံမျက်နှာတိုင်းကနေပိတ်ဆို့တိုက်ခိုက်နေတာကြောင့်ကျူးချွဲလောင်းလျက်လည်းဒီစိတ်ဝိညာဉ်ကိုအရင်ယူသွားပြီးနောက်တစ်ခေါက်ကျမှဝိညာဉ်အလံပြန်လာယူမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်ကျူးချွဲလောင်းလျက်ကတက်တန်းတချို့ရစ်ပူစော်လိုက်ပြီးကြင်ကြံခြင်းမဟာမိတ်ကပေးထားတဲ့ရက်တန့်ခြင်းနယ်ပယ်ကိုထုတ်သုံးပြစ်လိုက်တာကြောင့်ပဝင်းကျင်တစ်ခုလုံးလည်းအချိန်ရက်တန့်သွားရပါတယ်။ရွှေဝိညာဉ်သုံးခုကိုအသာလေးသိမ့်စီးပြီးချိန်မှာတော့အရာအလုံးပုံမှန်ပြန်ဖြစ်သွားခဲ့ပေမဲ့ဘိုးဘေးတွန့်ထန်ကသူ့တိုက်ခိုက်မှုပျက်စီးသွားလို့တံပြန်ခံစားလိုက်ရပါတော့တယ်။ ညီပေါ်ပြုတ်ကျလာတဲ့အခါဒိန်းဒီအိုင်ပြန်ထလာပြီးသူအစွမ်းကုန်စ조사ခဲ့ပေမဲ့အောင်မြင်အောင်မစွမ်းဆောင်ပေးနိုင်ခဲ့လို့ဆရာဖြစ်သူနဲ့အကိုဖြစ်သူတွေထံမှတောင်းပန်စကားပြောနေတဲ့အချိန်ကျူးချွဲလောင်းလျာကဝိညာဉ်လန်ထုတ်ပေးလိုက်ဆန်းဆိုပြီးအတင်းလူယူပြစ်လိုက်ပါတော့တယ်။ဒီအချိန်မှာပဲမင်းထွက်သွားဆန်းဆိုတဲ့စကားတခွန်းကြောင့်ကျူးချွဲလောင်းလျာနောက်ပြန်လွင်ထွက်သွားရပြီးမောက်မာလွန်းတဲ့စကားတန်မောက်မာလွန်းတဲ့အချိန်ဝါနဲ့အတူဝက်လင်းထွက်ပေါ်လာခဲ့ပါပြီ။ ကျန်းသူအသက်ရှင်နေသေးလို့ဘိုးဘေးတွန့်ထန်ဝမ်းသာသွားခဲ့ပေမဲ့ဝမ်လင်းပုံစံဟာအရင်ပုံစံနဲ့လုံးဝမတူတော့တာကြောင့်သစိမ်းတယောက်လိုခံစားနေရတဲ့အပြင်ကျူးချွဲလောင်းလျလည်းဝမ်လင်းကိုကြည့်နေရင်ကြောက်ရွံ့မှုခံစားလိုက်ရတာကြောင့်မင်းကကျန်းသူမဟုတ်ဘူးမင်းကတကယ်ပဲသူလဲဆိုပြီးအထိတ်တလန့်ရေရွမိလိုက်ပါတော့တယ်